ီနေ့အတွက်ချက်ပြမဲ့ဟင်တွေကတော့ငပြင်းမနဲ့ဆောင်ကားတီချန်နီနေပေါ်တော့ပထမအဆုံးငပြင်းမကို6កောင်းသုံးထားပါရဲ့ပထမအကြမ်းကင်ပြီးတော့ရေကက်တက်တာလည်းတင်ထားပြီးသားပေါ်တော့ဒါကတော့အချောကင်ပါပါ အချောကိုင်းနဲ့အတွားကြောင့်မလို့သူကကြံနေတဲ့အချွဲသေးရဲ့အကြီးခွန်လေးရဲ့ကိုပဲအခုပြထားတဲ့နီးနန်းလေးအတိုင်းတိုင်းတော့လို့ရပါတယ် ပြီးရင်တော့ရေလေးနဲ့အကြမ်းလေးအမ်တစ်ခေါက်ရင်စိမ့်မယ်ပေါ့နော်ပြီးရင်တော့အချောပြည့်စည်ပါမယ်ဆေးရအချိန်မှာလည်းအတွင်းကလေးစားထဲမှာကြံနေတဲ့ဟာလေးတွေဖယ်ပြီးတော့ဆွဲထုတ်ပါမယ်အဲ့ဒီဘီဝိုင်းနော်ငပြင်းမကိုတစ်ချက်ပဲမှုံးပါမယ် ြီးရင်တော့စားလေးနဲ့စားရဲ့ဇန်နွေးမုံလေးရဲ့နေပါမယ်။နေတဲ့အခါမှာလည်းငပြမသားတဲ့ဒီစိတ်ဝင်အောင်လို့ဖြစ်ဖြစ်ချင်းနေပြီးပါမယ်။ပြီးရင်တော့ဇောင်းကားသီးကိုလည်း6လုံးသုံးထားပါတယ်။ဇောင်းကားသီးကဒါကအချိုသီးပေါ့နော်။တောင်ကြီးသောတော့ဝယ်တာပါ။ဇောင်းကားသီးကိုဖင်းထိပ်ပြားလေးတွေပြီးမယ်။ပြီးရင်ဇောင်းထဲမှာရှိနေတဲ့အိအမဲလေးတွေကို ခွာပါမယ်။တီးချပါမယ်။ ။အဲ့ဒီပြီးသွားရင်တော့ကိုလိုချင်သလိုတိတိလေးနှီးပါမယ်။ဆောင်းကားဒီကနှီးလိုက်ရင်အဲ့လိုကျဲပုံလေးထွက်တယ်ပေါ့နော်။အရန်လည်းချစ်ဖို့ကောင်းပါရဲ့။ပြီးရင်တော့အတွင်းထဲကအစီလေးတွေကိုလည်းဖယ်လန်းနဲ့ဖယ်ထုတ်ပါမယ်။ပြီးရင်တော့အနည်းအတွင်းငယ်ရုပ်သီးတစ်ထောင်ကိုအရင်ဆုံးထောင်းပါမယ်။ခြေဝါးပြီးဆိုရင်တော့ခြင်းလေးပါထည့်ပြီးရောထောင်းမယ်ပေါ့နော်။အဲ့ဒါကနောက်မှပါအခုချက်တော့နီကိုဦးလေးအရင်ခွာမယ်။ပြီးရင်ပပလေးတွေနှီးပါမယ်။ ပြီးရင်တော့ခုနကပြောတဲ့ခြင်းလေးကိုအရင်ဆုံးရောထည့်ပြီးထောင်းပါမယ်ပြီးရင်ငရုတ်ကောင်းလေးပါထည့်ပြီးထောင်းပါမယ်ဒါကတော့စီရအမှုန့်ပေါ့เนาะအဲ့ဒီအလုံးကိုနှံ့သွားအောင်လို့ထောင်းပေးပါမယ်ပြီးွားရင်တော့စက်တုံပြူခွာထားတာနေပါရောအောင်လို့ထောင်းပေးပါမယ် ချင်ပြီးရင်တော့ကျတော့နီအနီလေးပါတခါလဲမညံတညက်အနီထားလေးဖြစ်အောင်လို့ရောပြီးထောင်းပေးပါမယ်ဒါကတော့ဇောင်းကားဒီနဲ့အနှစ်လေးထောင်းထားပါကပြင်းမနေပြီးတော့နှက်ထားလေးပါအားလုံးပြင်ဆင်ပြီးဝိုင်းဆုံးတော့ဒေုံလေးတဲကို စီထဲပါမယ်ပြီးရင်တော့ခုနကထောင်းထားရဲ့အနှစ်တွေကို အနက်မွေးလာတဲ့အထိလုံးသွားတဲ့အထိ စီတက်ပေးပါမယ် ပြီးရင်တော့ငပြင်းမလေးတွေကိုအဲ့လိုမျိုးစီးနေပြီးတော့ထည့်ပေးပါမယ်ငပြင်းမကချက်ရင်အနူးမြက်တဲ့အတွက်ကြောင့်မလို့ဖြည်းဖြည်းလေးအဲမှွေပေးပါမယ်မဟုတ်ရင်အသားလေးပဲ့သွားမှာဆိုလိုပါပြီးရင်တော့ပမာငံပြရင်လေးထည့်ပေးပါမယ်ပြီးရေသေးသေးထည့်ပြီးတော့လုံးပေးပါမယ် တောင်းကြရင်တော့ရည်လေးမြုံရုံအထီးထည့်ပြီးတော့ငပြမနူလာရဲ့အထီးချက်ပေးပါမယ်။အဲနဲ့အတူတူခုနလီထားတဲ့ဆောင်းကားတီးလေးပါထည့်ပေးပါမယ်။လူသွောင်းလို့အဖုံးလေးခဏအုံထားမယ်ပေါ့နော်။ဆောင်းကားတီးလေးဒီလိုဝါလာပြီဆိုရင်တော့ငပြမလေးနဲ့ဆောင်းကားတီးဟင်းလေးတစ်ခွက်ရပါပြီ။အားလုံးပဲလိုက်လို့စားကြည့်ပါအောင်နော်။